ဒီကြောက်ကဲယောဂဖြစ်နေတဲ့ရခိုင်ကားလို့ပြောတာပေါ့နော်ကြောက်တော်ကပေါ့လေကြောက်တော်ပေါ့ဦးဇင်းတို့ဂစ်စပနီတီမြစ်ပေါ့အာဂစ်စပဂစ်စပနီတီတားပေါ့နေတာပေါ့ဒါတော့ဦးဇင်းတို့ဒီ Facebook မှာတီးနေတာနိုင်ငံတကာတီးတီးမှာလူတန်းနေတဲ့ဒီ bright အဖွဲ့အစည်းပေါ့ထိုင်းနိုင်ငံမှာရှိတဲ့ယူမရင်ခွင်အသံကိုလူတန်းနေတဲ့ထိုင်းနိုင်ငံကအဖွဲ့အစည်းတွေရဲ့နောက်ပြီးတော့မလေးရှားနိုင်ငံမှာရှိနေတဲ့ ဒီစစ်ခွင်းမျိုးတွေကိုဥတည်နေတဲ့အသံဖွေးစီတွေအလူငွေတွေကိုဒီကျောက်ကယောဂလူနာရှင်ရဲ့မင်းခံကိုဒါရိုက်အလိုက်မယ်အပြီးတော့ပေးရလူတန်းဖွေးကိုလည်းဥစဉ်ဟိုပေါ်လုပေးတယ်အကျိုးဆောင်ပေးတာဗောနော်ပါစပို့ရောဗီဇာရောအိန္ဒိယဗီဇာရောနောက်အရတကယ်ရောနောက်အကုန်လုံးဟိုမှာပတ်ကက်လုပ်ဖို့အတွက်ရောဗောနော်ဟို transportation နောက်ဒီ medical check လုပ်ဖို့အတွက်ရဲ့အကုန်လုံးကိုဥစဉ် arrange လုပ်ပေးပါမယ်။ဟိုစင်းရန်ကုန်မြို့ပေါ့နော်။တောင်ပင်မြို့နယ်လိုတော်ပြည့်ကျောင်းတိုက်ပေါ့နော်။အာဆာရော်ရဲ့ assistant ပေါ့နော်။လက်ထောက်ဖြစ်တာပေါ့ရှင်ကုမာရလို့ခေါ်တာပေါ့။ဒါမဲ့အများသောပြန်သိတာတော့ဦးစင်း blue လို့ပဲသိကြတာ။ဟွန်းဒီကြောက်ကဲယောဂဖြစ်နေတဲ့ရခိုင်ကားလို့ပြောတာပေါ့နော်။ကြောက်တော်ကပေါ့လေ။ကြောက်တော်ပေါ့ဦးစင်းတို့ gaspanity မြစ်ပေါ့။ အာဂစ်ပါဂစ်ပါနေဒီတားပေါ့နေတာပေါ့ဒါတော့ဦးစင်းတို့ဒီ Facebook မှာတီးနေတာပေါ့ Facebook မှာနေပြီးတော့ဒီကလေးလေးရနေပြီးတော့ချောင်းနေသမင့်ပေါ့အာတောက်ကဲဝေဒနာယောဂါကိုဟိုခန်းစားနေရတယ်၄၅၆လောက်ရှိပြီလို့ဦးစင်းကဒီထိုင်းနိုင်ငံကနေပြီးတော့ဦးစင်းရဲ့တကာပေါ့အာတကာဖိုးလင်းပေါ့နော်အမောင်လို့ခေါ်တာပေါ့အာတကာကြီးရနေပြီးတော့ဦးစင်းကိုဆက်တည်လုပ်တယ်ဒီကလေးအတွက်ကိုစေကူတာပေးဖို့အတွက်ပေါ့နော် လိုရတာလေးကိုဒေါ်နာတယ်လုတ်ချင်တယ်ပေါ့ donation လုတ်ချင်တယ်ပေါ့ဆိုပြီးတော့ဦးစင်းကိုဟိုပေါ့အကြောင်းကြားလာတာပေါ့အကြောင်းကြားလာတော့အဲ့မှာမလေးရှားကမှာရှိတဲ့ကလေးတွေပေါ့နော်အာဦးစင်းတို့နိုင်ငံသူနိုင်ငံသားရယ်အာနောက်ပြီးတော့ထိုင်းနိုင်ငံမှာရှိတဲ့ကလေးတွေပေါ့ထိုင်းနိုင်ငံကရိုးမားရင်ခွင်ဒီ bright တက်လုံးနေတဲ့လူငယ်လေးတွေကနေပြီးတော့ super ပြီးတော့မှာပေါ့နော်ဒီလူငွေပေါ့300ကျော်ပေါ့လေ ဒီထိုင်းနိုင်ငံဘက်ကပေါ့သိနေရကြောအလူငွေကောက်ခံရရှိတယ်။အဲနောက်တစ်ခုကမလေးရှားကနေပြီးတော့အာ16မျိုးနေပေါ့ရခိုင်ပြည်နေ16မျိုးနေကလူငွေတွေပေါ့နော်ဝိုင်းဝိုင်းပြီးတော့မှဒီရရှိတဲ့အလူငွေ3900ကျော်ပေါ့အကုန်လုံး3900ကျော်ကျော်လောက်ပေါ့လေအဲ့ဒါကိုဒီကြောက်ကဝိရဏခန်းစားနေရတဲ့ဟိုဒီကလေးလေးအတွက်ကိုနေပြီးတော့ဒီနေ့ဦးစင်းတို့ပေါ့နော်ဒါမီဒီယာဒီဆီလိုဒီယာမီဒီယာတစ်ဆင့်ပေါ့နော် ဒီလူတန်းနေတဲ့နိုင်ငံတကာအသီးသီးမှလူတန်းနေတဲ့ဒီ bright အဖွဲ့အစည်းပေါ့ထိုင်းနိုင်ငံမှာရှိတဲ့ယူမရင်ခွင်အတန်းကို လူတန်းနေတဲ့ထိုင်းနိုင်ငံကအဖွဲ့အစည်းတွေရဲ့နောက်ပြီးတော့မလေးရှားနိုင်ငံမှာရှိနေတဲ့ဒီစစ်ခုနှစ်မျိုးတွေကိုလူတန်းနေတဲ့အတန်းအဖွဲ့အစည်းတွေအလူငွေတွေကိုဒီကျောက်ကယောဂလူနာရှင်ရဲ့မင်းခံကိုဒါရိုက်အလိုက်မယ်အဲ့ပြီးတော့ပေးရလူတန်းပွဲကိုလည်းဥစဉ်ဟိုပေါ့လုပေးတယ်အကျိုးဆောင်ပေးတာပေါ့နော် ဆိုတော့ဒီပုံမှာသူတွေအခက်ခဲရပါလဲဆိုတော့ဒီဒီနိုင်ငံမှာဒီနိုင်ငံကနေပြီးတော့အိန္ဒိယနိုင်ငံမှာတော့ကုမယ်ပေါ့အိန္ဒိယနိုင်ငံကိုလည်းဥစဉ်ဆက်သက်လုပ်ပြီးပါပြီအိန္ဒိယနိုင်ငံဘောဒီဒုက္ခကြောင်းပေါ့ဥနဲ့တော့ပါတာကနေပြီးတော့ကြောက်ကဲဝတင်တာပေါ့နော်အစားတို့ကုသားပေးတာတော့ဒီအပိုလိုဆင်းရုံမှာနေပြီးတော့ဥစဉ်ဟိုပေါ့နော်ဟိုကုသားပေးနေတာ15နှစ်လောက်ရှိပြီပေါ့ဆိုတော့ဥစဉ်တို့မြန်မာနိုင်ငံကြောက်ကဲအစားတို့ကုသားပေးတဲ့လူတွေပေါ့အဲ့အတွက်ကိုလည်းဥစဉ် ဟိုကွန်တက်လုတ်ပြီးွားပြီပေါ့ဦးနှံတော်နဲ့လည်းစကားပြောပြီးွားပြီဒီကြောက်ကကူတာဖို့အတွက်အစားထိုးကူတာရမယ်ဆိုလို့ရှိရင်သူ့ကိုဟိုပေါ့3000ခွဲလောက်ရှိတာပေါ့ American Dollar ပေါ့နော်လက်ရှိကဆိုတော့ဘလာလာကွန်ကြမ်းမယ်ဆိုတာတော့ဒီကြတော့ပြောလို့မရဘူးဒါပေမဲ့ဒီယောဂဝေဒနာရှင်ခံစားနေရတဲ့ယောဂသည်ကြောက်ကအစားထိုးဖို့လိုအပ်လားမလိုအပ်ဘူးလားဆိုတာကိုသူ့ရော Medical check ပေါ့နော် Ultrasound EGC Aqua CT scan နော်သွေးကိုဖောက်မယ် စီလေအပေါ်အကောင်လုံးကိုအသေးစားဆစ်ဆင်းမြင်ဆစ်ဆစ်ပြီးမှသူဒီကလေးကိုနေပြီးတော့ဟိုဆရာဝန်ရဲ့ recommend ပေးပြီးမှဒီကလေးကိုကုသပေးမှာပေါ့ဆိုတော့ဒီဘောမှာသူက passport ကခက်ခဲဖြစ်နေတဲ့ခါကြရင်လေဒီ passport နိုင်ငံကူးလက်မဲ့ကိုလည်းပဲဦးစင်ပြည်ထောင်ဝန်ကြီးဌာနအာဘူချော်ဒုတိယဘူချော်ကြီးထွန်းထွန်းတော်ပြည်ထောင်စုဝန်ကြီးပြည်ထောင်ဝန်ကြီးကို PS ဆိုတဲ့နဲ့စကားပြောရပြီးတော့ passport ဌာနရဲ့အကြီးဆုံးဌာနမှရေမွန်ကြီး ဥက္ကစိုးထန်းနဲ့လည်းဥစဉ်စကားပြောရပြီးပါစပို့ချက်ချင်းလုတ်ပေးပါမယ်ချက်ချင်းလုတ်ပေးဒီကလဲလူနာရင်နဲ့ပါသွားမယ်အမေရောအဖေရောနောက်ပြီးတော့ဒီအဖိုးရောပေါ့နော်နောက်လိုက်နတ်စမာရီရောအကောလုံးကိုပါစပို့ထုတ်ပေးမယ်အဲ့ဒါကိုလည်းဥစဉ်ပြည်ထောင်ဝန်ကြီးဌာနကိုဥစဉ်ဖုံးဆက်ပြီးတော့လုတ်ပြီးပြောပြီးပြီအဲနောက်တစ်ခုကဥစဉ်အိန္ဒိယတန်ယုံအိန္ဒိယတန်ယုံကိုလည်း အာတန်ယုံတောင်းမှခံပေါ့နော်မအောင်မအောင်လည်းပဲဦးစိန်တန်ယုံကိုဗီဇာမြန်မြန်လေးထုတ်ပေးဖို့ဒီ passport ရပြီဆိုရင်ဗီဇာမြန်မြန်လေးထုတ်ပေးဖို့အတွက်ကိုလည်းပဲဦးစိန်ဟို request လောက်ထားတာပေါ့နော်ဆိုတော့နောက်တစ်ခုကအိန္ဒိယမြန်မာချစ်ချစ်ရေးပေါ့ခီဒီစီးပွားရေးပေါ့နော်အာမြန်မာနဲ့အိန္ဒိယနဲ့အာဒီ corporation relationship business လုပ်နေတဲ့ဒီအိန္ဒိယကုန်သင်းများအသင်းဥက္ကဋ္ဌပေါ့နော် အာသူတို့ကိုလည်းပဲဥစဉ် request လုပ်ထားရဲအကလကတာမှာရောက်လို့ရှိရင်ဒီကလေးကိုပြုစုစောင့်ရှောက်ပြဖို့အကုန်လုံးဝါဝမ်းပြီးတော့ကူညီပေးကြဖို့အတွက်ကိုလည်းပဲဥစဉ် request လုပ်ထားတာပေါ့ဟာဒီအတွက်လိုအပ်တာတွေကိုဥစဉ် step by step အနေနဲ့လိုအပ်တာတွေကိုဒီထိုင်းကနိုင်ငံကလူတဲ့အလူချင်းတွေနောက်ဒီပြည်တွင်းကလူတဲ့လူတဲ့အလူချင်းတွေပေါ့နော်လူချင်းမိခင်တွေရောအကုန်လုံးကိုဒီလိုမျိုးဒီဥစဉ်တို့နိုင်ငံရဲ့ student student mentality လို့ခေါ်ရဲမီဒီယာရဲ့ ကနေပြီးတဆင့်ပေါ့နော်ဒါမီဒီယာရဲ့ပွန်လန်းမင်တာမှုရှိတဲ့အတွက်မီဒီယာကနေတဆင့်ဒီဟိုပြည်သူလူထုကို publish ကိုရှာပြတဲ့အခါမှာမီဒီယာရဲ့အခန့်ကဏ္ဍဆိုးရမင်တိုင်းတည်းအရင်အရေးကြီးတဲ့အခါကျရင်မီဒီယာကနေတဆင့် social media ကနေတဆင့်နေပြီးတော့အကောလုံးဒီ network ပေါ့နော်လူတွေကိုအမှုရှင်တွေကိုဒေါနာတွေကိုနေပြီးတော့ဦးစင်းတို့ inform လုပ်နိုင်တယ် information ပေးနိုင်တယ်အဲ့တော့ရလာတဲ့အလူငွေတွေကိုဒီဦးစင်းဒီနေ့3900ကျော်ရတယ်မလေးရှားက3900ကျော် အာ6မျိုးနေပေါ့နော်ရလာတဲ့အလူငွေအနောက်ပြီးတော့ဒီဒီပေါ့တကာကြီးအမ်းမဥဆောင်ပြီးတော့ဒီရွမရင်ခွင်ပေါ့ထိုင်းလူငယ်ဖွဲ့တွေကတိတ်နေရကြောအကုန်လုံးတိတ်900ကျော်ကိုဦးစင်းဒီသူ့ရဲ့မိခင်စုကိုတခါလက်လွှဲပြောင်းပေးအလိုက်မယ်ဒီလိုတောင်းမဲခါလဲပဲဦးစင်းသူငွေလေးရမယ်ပေါ့နော်အိန္ဒိယကိုဒေါ်လာလေးပြီးတော့ယူသွားရမယ်ဒါမြန်မာငွေပဲရှိသေးတယ်ဒေါ်လာလေးရအောင်ပါပေါ့နော်အခုလက်ရှိ current situation ကသူ့အမေမှာအလွန်ငွေ3000ကျော်တော့ရထားပြီလို့ပြောရဲပေါ့နော်။အဲ့လိုရှိဆိုရင်တော့သိန်း2000နီးပါးလောက်တော့ဖြစ်နေပြီပေါ့။ဒါပေမဲ့သူဘလောက်ကြာမှာလဲဘလောက်ထိဟိုကျွမ်းကြာမှာတင်ဆုံးတော့ကြောက်ကအစာကူးသားတယ်ဆိုတော့၄၅လောက်ကြာတယ်။အဲဦးစင်းတို့ကြောင်းကာလာကက်တာမှာရှိတဲ့ဘော်ဒီတုကကြောင်းပေါ့နော်။ကြောက်ကအစာထုတ်ကူးသားနေတဲ့ဦးစင်းဒေါ်တာဦးနန်တော်ပါသားဦးစင်းဂျီဆက်ပြေးပြီး contact lobby bi, peka lobby tu. Aduh, udah ini passport ro, visa ro, India visa ro, no air ticket ro, no kalau cuma pakai lobby transportation, no the medical check lobby tu aye, aku kalau udah arrange lobby bahame, dia udah organize lobby me, tegar tegar, eh, di tanah sana deh, apa no, cuma no memang ကလကတ္တမှာနေကောင်ဆက်ဝင်ယုံရှိတယ်ပေါ့နော်မြန်မာကောင်ဆက်ဝင်ယုံနေလဲဥစဉ်လိုအပ်တာကိုဥစဉ်တို့အကူအညီတောင်းပြီးတော့လိုအပ်တဲ့ဟာတွေကိုအခုလုံးစပွန်နေပေးသွားမယ်ဒီလူနာရဲ့အတွက်ကိုပေါ့နော်အသက်တစ်ချောင်းကိုကေးလိုက်တာပေါ့နော်ဥစဉ်တို့ဒီအချိန်မှာနေပြီးတော့တမင်းလေးနေတေးသေးတော့ကိုနိုင်ငံသူနိုင်ငံသားတွေပေါ့ဟိုလူမျိုးမခွဲဘာသာမခွဲရှားပဲနဲ့ဒီတမင်းလေးနေတေးသေးတော့ကိုနိုင်ငံသူနိုင်ငံသားကိုနိုင်ငံတကာမှာရှိတဲ့ဟို ရခိုင်ကရှင်မွန်းမွန်းမဗမာရခိုင်အကောင်လုံးအလူရှင်တွေဝိုင်းဝန်းကူညီပေးတဲ့အတွက်ပဲဒီမီဒီယာဆီလိုဒီယာနေပြီးတစဉ်ဥစဉ်အထူးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ကျန်ပြီဒီကြောက်ကအစားထုတ်ကူတာပေးလုံးနေတာဆိုရင်နှစ်ပေါင်း20လောက်ရှိနေပေါ့စင်ကာနေအနည်း20လောက်ရှိပြီဦးနန်တော်ဘာသာကာလကတ္တမှာလုံးနေတာဆိုလို့ရှိရင်တော့အစားထုတ်ကူတာပေးတာ နောက်ပြီးတော့လိုရရင်လိုရသလိုပေါ့နော်ဒီဦးစင်းတို့မြန်မာနိုင်ငံကတော်တော်ပြီးကူးနေကြတာပေါ့ဟိုတနေ့ကတော့တခါကြီးတာရီတို့လည်းကြောက်ကအစားထုတ်ကူးတာပေးတာတော့တော်ပြီးတော့ကူးကြတယ်ဦးစင်းတွေရောလူတွေရောကြာပြီးဒီ foundation ကိုလုပ်နေတာဆိုရင်ဦးစင်းတို့စားတော်ကြီးဒီအိုင်မှာဦးစင်းတို့နိုင်ငံမှာဆိုရင် IMBC ចောင်းလို့ပုံစံမျိုးပေါ့နော်အဲ့လိုဒီ Galagata အာ Parasat Airport နာမှာပေါ့နော်အဲ့နမှာဗောဓိတုခအကြောင်းရှိတယ်ဒေါ်လာနေတော့ဘာသာကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့မှလုပ်နေတာပေါ့နော် အဲ့တော့တော်တော်နေတော့ပါလာနေလဲဦးစင်းနဲ့လဲဖုံပြောပြီးစကားပြောပြီးဒီကဦးစင်းတို့လိုအပ်တဲ့ data ဒီ number 1အရေးကြီးတာဒီ passport passport အဲ့ number 1အရေးကြီးတယ် passport ပြတာနဲ့ visa ဒုတိယ visa အိန္ဒိယ visa ရပြီအိန္ဒိယ visa ရပြီဆိုတာနဲ့ဦးစင်းတို့တော်ဖို့လာဖို့အတွက် transportation flying အတွက်ဟိုနေပြီးတော့ air ticket တွေပါတယ်အကုန်လုံးဖျက်ပြတာနဲ့ဟိုကြောင့်ရင်တခါတဲ့ polo စိမ့်ကိုတန်းတော်နိုင်အောင်ကိုကြီးပေးဖို့အတွက်ကိုလည်းဦးစင်း arrange လုပ်ထားတာပါ อืมยาเลยเสร็จตัวเลยยาเลยဥစဉ်ဒီမှာဥစဉ်ရဲ့ social platform တွေရှိရယ် social အရှင်ကုမာရာအာပေါ့နော်အာ Facebook ပေါ့နော်နော်ဥစဉ် blue.com ပေါ့ website ရှိတာပေါ့နော်အဲ့ကနေတစင်ဥစဉ်အဲ့မှာနေပြီးတော့ contact ရယ် location ရယ်ဖုန်းနံပါတ်ရယ် email ရယ်အာဥစဉ်ရှစ်ပေါင်းတစင်ဆက်သွယ်လို့မယ်ဆိုရင်ရပါတယ်လို့ဒီလောက်ဆုံးပါတယ်ဆိုလို့ရှိရင်တော့ဥစဉ်တို့ဘက်ကနေပြီးတော့သူရဲ့ အာဒီ30နိုင်တယ်ဘလောက်ထိ30နိုင်မလဲပေါ့လူနာရဲ့အခြေတည်ပါမှုတည်ရောယောဂရဲ့အခြေတည်ပါမှုတည်ပြီးတော့တော်တယ်တော်တဲ့ခါကြာလို့ရှိရင်တော့သူကဒီငွေကြီးတက်နိုင်မတက်နိုင်မတက်နိုင်ဘူးဆိုရင်ကိုစင်တို့ဒေါ်နာအလူချင်းရှာပြီးတော့ကုသပေးတယ်လုတ်ပေးတယ်ကုညီပေးတယ်ပေါ့နော်အဲ့လိုလုတ်ပေးလို့လည်းအခုလည်းပဲဒီကလေးရဲ့ကုသကံပေါ့နော်ဒီကလေးရဲ့ကုသကံကကြည့်လို့ပြောရမယ်ဖြစ်နေတာဆို လင်္ကာလာရှိပြီပြောရတယ်ပေါ့ဒါပေမဲ့ဦးစင်အာမ ကြိုက်တုံဒါရှိလဲအဲ့မှာဒိတ်ထန်သွားဝင်နေတဲ့ခါကြာရတော့ဥစဉ်မလုတ်ပြနိုင်သေးဘူးထိုင်းကတကကြီးတကကြီးအမ်းမောင်ပေါ့ဖိုးလိုင်းကနေပုံဆက်တဲ့ခါဥစဉ်ရန်ကုန်ရောက်မှပဲလုတ်ပြနိုင်မယ်ဆိုတော့စင်္ဃာနေကမှရန်ကုန်ရောက်တော့ဥစဉ်သူ့ကိုဆက်တယ်လို့တော့ Facebook မှာတော့တွေ့နေတာပေါ့လေဒီဘသူကဘလောက်လိုက်တယ်အာနောက်ရခိုင်က miss တယောက်လာမသိဘူးဦးစင်းညမမျက်နှာတန်းနေပြီးတော့တင်းလေးစစ်လူတာပေါ့အဲ့ဒါလည်းတွေ့လိုက်တော့အဲ့ဒါနဲ့နောက်ထပ် ဟို9000တသိန်းပေါ့နော်စပွန်ပြီးလူနေကြတွေ့တဲ့နောက်တယောက်ပါလဲဟိုဂျူးထထလိုက်လားမသိဘူးအဲသူထထအောင်ကသိန်း80လားဘယ်လောက်လဲမသိလူတာပေါ့တွေ့လိုက်တယ်အဲ့လိုနေနေနေဦးစင်းကအဲထိုင်းကတကာတွေကိုဟိုနော် organize လုပ်မလေးရှားတကာတွေ organize လုပ်တကာ foreign အမောင်ကနေပြီး organize လုပ်ပြီးတော့မှဒီအလုပ်ကိုဦးစင်းတို့အထမြောက်ပေါ့နော်ကိုညီပြေးတော်တယ်အခုပဲညီမတို့ရှင်းမှာပဲဦးစင်းပြည်ထေဝန်ကြီးကိုဖုံးဆက်ပြည်ဆိုဖုံးဆက်တယ် ။နောက်ဌာနမုံအာပတ်စပို့ရဲ့အကြီးဆုံးမြန်မာနိုင်ငံရဲ့ပတ်စပို့ရဲ့အကြီးဆုံးဥက္ကာအဆိုးထမ်းကိုလည်းဥစဉ်ဖုံးစပ်ထားပြီးသူတို့ရှင်းရှင်းလုပ်ပေးပါမယ်။လိုအပ်တဲ့ data တွေဥစဉ် information ပို့ရမှာပေါ့နော်။ဆိုတော့အိန္ဒိယတိုင်းကိုလည်းဥစဉ် remind လုပ်ပြီးပြီးအကြောင်းကြားပြီးပြီးအဲတော့အိန္ဒိယလည်းအကြောင်းကြားပြီးပြီးလူနာခွာပြီးတော့ဥစဉ်တို့ဆက်ဆက်ပြီးတော့သွားမယ်။နောက်ပြီးတော့အလူချင်းတွေကလည်းတတာတရားပေါက်လာတယ်။အဲအလူချင်းတွေကလည်းပဲဒီထိုင်းနိုင်ငံရောမြန်မာနိုင်ငံရော နော်ဒီမလေးရှားနိုင်ငံတို့နော်အမေရိကတို့ပေါ့နော်ဂျပန်တို့ဩစတြေးလျတို့နိုင်ငံတကာတည်တည်ကနေပြီးတော့လူမျိုးမျိုးရဲ့ဘာသာမျိုးရဲ့ပေါ့နော်မခွဲခြားဝယ်နဲ့တမီးတဲ့နဲ့တည်တဲ့တောက်ကိုနိုင်ငံသူနိုင်ငံသားကိုဒီမျိုးလူတန်းပေးတဲ့အတွက်ဒါဥစဉ်တို့ရဲ့ပြည်ထောင်စုစိတ်သက်ဘလောက်တိရှိလဲဆိုတာဒီနေ့ဟာပေါ်လိုင်းတဲ့နေ့တစ်ခုလို့ပဲဥစဉ်ပြောချင်ပါအော်နောက်ဆုံးအရောဆက်သက်မယ်ဆိုလို့ရှိရင်တော့ဥစဉ်တော့လူချင်းလည်းလူချင်းဆိုတော့ဥစဉ် website လောက်ထားတယ် www.uzinblue.com ဆိုတော့ဦးစင်း website လောက်ထားတယ်အဲ့မှာဦးစင်းရဲ့ activity တယ်ဦးစင်းရဲ့ vision တယ်ဦးစင်းရဲ့ documentary ရယ်ဦးစင်းရဲ့ activity တယ်အဲ့မှာအကောင်လုံးရှိတယ်အဲ့မှာဦးစင်း counter phone number တွေရှိတယ် email တွေရှိတယ်ဦးစင်း social media ရှိရယ် Twitter ရှိရယ် Instagram ရှိရယ် line ရှိတယ် phone ရှိတယ် Viber ရှိတယ်အဲ့ကနေဆက်သွယ်ပြီးတော့မှဦးစင်းကိုလိုရတဲ့ဟာကိုညီပေးဖို့အတွက်ဦးစင်းနေနဲ့အဆင်သင့်ပါပဲ